်ကူကျင်တဲ့လူလာလို့လို့ရတယ်ပြီးတော့ဒီထက်မှနေရလူအောင်လာသူတို့ကသူတို့အလုပ်ပြန်လုပ်အောင်မှာအဲသူတို့လုပ်ဆက်ရှိတဲ့အလုပ်ကိုသွားလုပ်ကြအဲပြီးရင်သူတို့ဒီမှာပြန်လာနေကြသူတို့ကအဓိကသူတို့မှနေရမရှိတာကျွန်တော်တို့ဒီကြောက်ဆယ်မှာတကယ်ကိုအိမ်ပြိုအလုံးပေါင်းအိမ်တော်စု90ဒီမှာ3လတိတိနေဖို့စားဖို့ကျွန်တော်တို့ကတာဝန်ယူမယ်ပြီးရင်တော့ဒီ3လပြီးသွားပြီပေါ့နော်သူတို့အိမ်သူတို့ပြန်ကြပြီသူတို့အိမ်သူတို့ဆောက်ပြီးသွားပြီဆိုရင်တော့သူတို့ဒီထက်သူတို့ပိုင်နေပြီစီအကုန်ယူသွားလို့ရတယ်အဲအဲ့လိုမျိုးလေးလောက်ထားတယ်လူကြီးလာပြီးနေုံပဲဒီထက်မှာဒါပေမဲ့ အဲ့လိုနေပြီးတော့တော့ကျွန်တော်တို့အလုပ်လုပ်စေချင်တယ်ရတဲ့ပတ်စံလေးနဲ့ကျွန်တော်တို့သူတို့အိမ်ကိုပြန်လဲတိဆောက်စေချင်တယ်ဆိုပြီးတော့လဲသူတို့ပြောထားပြီးရင်ဒီမှာနေတဲ့သူတွေအကုန်လုံးကသူတို့ရက်ွက်ထဲပြန်သူတို့ပြည့်စည်သွားတဲ့အိမ်လေးကိုလဲနေ့စဉ်သွားပြီးသူတို့သူတို့တန်ရှင်းလောက်ကြလိမ့်မယ် ငလင်ဘေးတင်တဲ့သူတွေကိုထိရောက်တဲ့ကူညီမှုမျိုးနောက်အချိန်ကြာမြင့်စွာနဲ့အဲကူညီမှုမျိုးကိုဟိုကျွန်တော်လှုပ်ချင်တာပေါ့ဘာဖြစ်လဲဆိုတော့အရင်တော့ဆိုလဲကျွန်တော်တို့ကဘာအဘေးပဲဖြစ်ဖြစ်အဲဖြစ်နေတဲ့ကာလာလေးတစ်ခုမှာပဲလူတွေကအိုးအိုးနဲ့လှုပ်လှုပ်တလို့မျိုးတွေ့ရမြင်ရတဲ့ခါကျတော့ကျွန်တော်လည်းပါတယ်အဲ့ထက်မှာအဲ့လိုလှုပ်ခဲ့ဘူးတယ် ။အဲဒီတစ်ခါကျတော့ကျွန်တော်တို့ဒါကြီးကချက်ချင်းလည်းငင်ကြီးအဲပြန်လည်ထူထောင်မှုဆိုတာတော်တော်ကိုခဲရမဲ့ကိစ္စပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်စင်ကာပူမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေဒီ Unity Hub အဖွဲ့ကကိုဘဇော်တို့နဲ့ပြောပြီးတော့သူတို့ကလည်းဒီမှာတောက်လျှောက်လှူဒန်းနေတာတွေ့ရတယ်သူတို့ကလည်းလှူဒန်းတဲ့သခိုင်းတို့နောက်တတဲဦးတို့နောက်မန္တလေးတော်တော်များများသူတို့ Unity Hub အဖွဲ့ကနေပြီးတော့လှမ်းပြီးတော့အကူအညီပံ့ပိုးပြီးတော့လှူဒန်းနေတာ တွေ့ရတယ်အဲ့ရနေမှာသူတို့ကကျွန်တော်ကိုဆက်သွယ်ပြီးတော့ဒီလိုလေးလှုပ်လှုပ်ချင်တယ်ကျွန်တော်ကလည်းဒါမျိုးလေးလှုပ်ချင်တယ်ဆိုပြီးတော့အနှစ်ယောက်ပြောပြရင်းနဲ့ဒီအစီအစဉ်လေးကိုစပြစ်လိုက်တာပေါ့အလုံးပေါင်းကျွန်တော်တို့ကဒါကယာယီမေတ္တာကုန်းခိုရာလို့နာမည်ပေးထားတယ်ဒါကယာယီပဲအဲကျွန်တော်ဒီမှာ3လကျွန်တော်တို့ဒီကြောက်ဆယ်မှာအာတကယ်ကိုအိမ်ပြိုမြေပြင်မှာအာသူတို့ကတကယ်ကိုနေစာမရှိဘူးအခက်အခဲတကယ်လည်းဖြစ်နေတယ်ဆိုတာမျိုးဆိုရင်ကျွန်တော်တို့က ကျွန်တော်တို့အဖွဲအမှတ်တမ်းတင်တယ်မှတ်တမ်းတင်ပြီးတော့ကျွန်တော်လိုင်းမော်တော့မတင်ဘူးသူတို့တွေရဲ့ဟာတွေအားလုံးတိချာမှမှတ်ပြီးရင်ကျွန်တော်ရက်ွက်ဥက္ကဋ္ဌကိုတွေ့တယ်တွေ့ပြီးတော့ကျွန်တော်တို့ဒါရိုက်တာတွေကမှန်ကန်လားဒါရိုက်တာတွေကဟုတ်လားဒါရိုက်တာတကယ်ဖြစ်ခဲ့တာလားဆိုတဲ့ထောက်ခံချက်တွေကျွန်တော်ကယူတယ်ယူပြီးကကြမှာကျွန်တော်တို့ကဒီယာယီဒီနေရာလေးမှာသူတို့ထားဖို့အတွက်အဲကျွန်တော်စီစဉ်လိုက်တာပေါ့အာအလုံးပေါင်းအိမ်တော်စု50ဟိုဒါပေမဲ့အခန်းကတော့ကျွန်တော်50 ်အဲနှခမ်းလှုပ်ထားတယ်အဲရှေ့နှခမ်းကကျွန်တော်ကဆေးကန်းရဲ့ဒါစီမံခန့်ခွဲရုံးဆိုတာဥမာတယောက်ကလာလူတာပဲဖြစ်ဖြစ်အိုးအိုးမဖြစ်အောင်ဒီမှာလဲအသေးချာကိုကျွန်တော်စီစနစ်ကြကြနဲ့ကျွန်တော်တို့လှုပ်ထားပါတယ်ပြီးတော့အိမ်သားပြီးမှအမိုက်ပြည့်ရဲ့နေရာနောက်ရေချိုးရဲ့နေရာဆိုင်ငယ်ထားရဲ့နေရာတို့နောက်ဧည့်သည်တွေ့မယ်ဆိုလဲကျွန်တော်တို့အထဲကိုပြီးမတွေ့ဘူးဒီမှာပဲတွေ့ရမယ်သူတို့နာမည်ခေါ်ပေးခေါ်ပေးပြီးတော့တွေ့ကျင်တဲ့အရှင်ရောနာမည်ခေါ်ခေါ်ပြီးရင်သူတို့ကဒီမှာလာတွေ့တွေ့ပြီးစကားပြောနောက်ထပ် ဒီမှာကျွန်တော်စာလေးရေးထားတယ်ဒီငလင်ဘေးတင်ကယ်ဆယ်ရေးယာယီကုန်းခွန်ကနေရာနေပြီးတော့ပံ့ပိုးကူညီထားတဲ့စားရည်ရိတ်ခါဆိုတာစားတာရောရိတ်အကုန်ပေါ်ရည်ရောအကုန်လုံးကိုဒီထက်ကနေယူပြီးတော့အပြင်ကိုတည်ဆောင်သွားလို့မရဘူးအပြင်ကနေပဲဒီကိုဟိုတည်ဆောင်သွားလို့ရမယ်။ဘာဖြစ်လို့လဲဆိုရင်အာဒီကနေအကုန်တည်သွားလိုက်ပြီးရင်ပြန်ပြန်မလာလိုက်တွေဖြစ်မယ်ပြီးရင်ပစ္စည်းပျောက်တာတွေပြူတာတွေဖြစ်မယ်အဲ့အတွက်ကိုလည်းကျွန်တော်ကဒါကိုသူတို့အချိန်တိချာအာနေမဲ့သူတွေကိုကျွန်တော် လေး၅ရက်လောက်ကိုကျွန်တော်တို့နဲ့စကားတွေပြောပြီးတော့စီကန်းရှိရှိနေဖို့ကျွန်တော်ပြောတယ်ပြီးရင်တော့ဒီ၃လပြီးသွားပြီပေါ့နော်တို့အိမ်တို့ပြန်ကြပြီတို့အိမ်တို့ဆောက်ပြီးသွားပြီဆိုရင်တော့တို့ဒီထက်တို့ပိုင်နေပြီစီအကုန်ယူသွားလို့ရတယ်အဲအဲ့လိုမျိုးလေးလောက်ထားတယ်ကျွန်တော်ကြားတာတော့ခရိုင်တော်တော်များများပေါ့ရွာတော်တော်များများပေါ့အာအာထိကြိုက်တယ်အဆုံရှုံကြတယ်နော်အမျိုးမျိုးမျိုးဖားတွေရဲ့နော်ဒီကဆရာမဒေါ်သိမြတ်ကျူပြီးတော့ဒေါက်တာ မျိုးဝနာအောင်ဆိုတာသူကကြတော့မျိုးနယ်ကြက်ချီနီဥက္ကဋ္ဌပေါ့အဲသူတို့ရင်းနဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့နေကန်ဖြစ်တဲ့ကုစောသူဟိနောက်ကုစောလက်နောက်တခြားသောမျိုးကန်နေရာတွေလာပြီးတော့ကျွန်တော်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကျွန်တော်တို့သက်ဆိုင်ရာကိုအကြောင်းကြားအကြောင်းကြားပြီးတော့သက်ဆိုင်ရာကနေပြီးတော့ခွင့်ပြုချက်ယူပြီးမှကျွန်တော်ဒီနေရာကြီးကိုကျွန်တော်စပြီးတော့အကောင့်ထဲဖွဲတာမဖော်ခင်မှာလဲဒီရဲ့ဒါဝေဘူးချောင်းပေါ့ဒါကြောက်ဆယ်မှုရဲ့ဝေဘူးချောင်းအဆရာတော်ကြီးရှိတယ်ဆရာတော်ကိုလည်းကျွန်တော်တော့ရှောက်တယ်ခေါပကကိုလည်းရှောက်တယ်သူတို့တွေကလည်းကြည်ပြူပြူပဲခွင့်ပြုတယ် ဲ့အတွက်ကျွန်တော်တို့ဒီနေရာလေးမှာအခုလိုမျိုးလှုပ်ဖြစ်တာပေါ့လှူခြင်းနဲ့လှူလာလို့လို့ရတယ်ပြီးတော့ဒီထက်မှနေရလို့ဟောလာသူတို့ကသူတို့အလုတ်ပြန်လောက်ရမှာအဲသူတို့လှုပ်ဆက်ရှိတဲ့အလုတ်ကိုသွားလှုပ်ကြအဲပြီးရင်သူတို့ဒီမှာပြန်လာနေကြသူတို့ကအဓိကသူတို့မှနေရမရှိတာဥမာဟိုတရက်ကကျွန်တော်ကအစတော့ဒီတဲတွေမပါဘူးကျွန်တော်တို့ဆလာတော့ကျွန်တော်ဒီတန့်လေးတွေပဲကျွန်တော်တို့ကဒီထက်မှထိုးမယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်အဖွဲ့နဲ့အိတ်ပြီးတော့ကျွန်တော်နေကြတာအဲ့ချိန်မှာဘာပြဿနာတက်လာသမိုးတွေပါလား ခိုးရက်ကမိုးတွေရွာတဲ့ခါကျတော့ဒီတက်နေရရီမလုံးနှစ်နာရီလောက်ကြာလာတဲ့အခါမှာရီကအောက်ကိုစိတ်လာဟာအဲ့ဒါနဲ့အလူရှင်တွေကိုလည်းလှမ်းပြောတယ်ဒီလိုတော့ဖြစ်တယ်ဒါကိုတွေပဲဆိုသူတို့ဗီဒီယိုကောတွေပိုင်းနဲ့ခေါ်ပြလိုက်တယ်အဲခေါ်ပြပြီးရခါကျမှအာသူတို့ကလည်းဟုတ်တယ်ဒါဆိုဘယ်လိုလုပ်ကြမလဲကျွန်တော်ကတော့တာလဘတ်မူမက်တန်ဖရိန်နဲ့ဆိုလည်းပတ်စံအများကြီးကုန်မယ်အဲအလဟဒလေလွတ်မယ်အဲ့တော့ကျွန်တော်အဲ့လိုလေလေလွတ်မခံနိုင်ဘူးရတဲ့အလူငွေကိုလည်းအလူရှင်တွေပြန်လဲတိဆောက်ဖို့အတွက်ကို ထိတိမိမိဖြစ်စေခြင်းလဲဆိုတာ ਨੇ အဲကျွန်တော်ဒီလိုမျိုးဟိုဝါတစ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာထွက်တဲ့ဒီထန်းလက်တို့နောက်ဓဏီတို့အဲ့ဒါလေးနဲ့မိုးလိုက်တဲ့အခါကျတော့ဒီဒေသမှာအာရှိတဲ့ဒီပစ္စည်းတွေလည်းရောင်းရတော့သူတို့လည်းဝင်ဝင်ရတယ်ခွာသိရမလားအဲ့လိုတရားနဲ့တရားအဲ့လိုမျိုးလေးဖြစ်အောင်တော့ကျွန်တော်ကဒီလိုမျိုးဆောက်လိုက်တာအာဖုံဖုံ၅ပါးပင့်ထားတယ်သူတို့ဒါကျွန်တော်ကတော့အာဒီမြေလေးပေါ့ဒီထက်မှနေမယ်ဆိုတော့ခွင်တောင်းတာပေါ့သူတို့တွေကို ဒီထားမယ်ဆိုတော့ခွင်းတောင်းမယ်ပြီးတော့မြေလေးတက်မယ်အနယ်ကင်းဘေကင်းလေးအဲအစကျွန်တော်လုပ်ပေးခဲ့မှာပေါ့ဟုတ်ရာယံလောဒီဒီမာသမေအာရမေတို့သံဃာတော်ရှင်သူမြတ်တို့အားရှင်သူမြတ်တို့အားတန်တော်ကိုကောင်းမှုကုသိုလ်ကောင်းမှုကုသိုလ်တို့ဤကုသိုလ်တို့ဤဖြစ်တယ်ဒါကကျွန်တော်တယောက်တည်းကြောင့်ဖြစ်တာမဟုတ်ဘူးအကုန်လုံးအဖက်ဖက်ကဝိုင်းဝန်းကူညီလို့ဒါကြီးကဖြစ်လာတာအဲအဲ့လိုဖြစ်လာတဲ့ဖက်မှာမှာကျွန်တော်တို့ကစီးနေကန်းနဲ့ နေထိုင်ဖို့ပြီးတော့အာဒီလာလူတဲ့လူတွေအလူရှင်တွေစိတ်မညစ်ဖို့အဲကျွန်တော်ကဟိုသူတို့ပြောပြတာဒါပဲအဲ့တော့ဒါအလုံး900တသမီအလူဆိုတော့လေအလုံးလေတာလူခေါ်လို့ရအောင်ဒီကနေပုံပါအဲဒီကျွန်တော်တို့ဒီမန္တလေးတိုင်းဒေသကြီးကြောက်ဆယ်မြို့နယ်ဒီငလင်ဘေးတစ်ပြန်လည်ထူထောင်ရေးလုပ်တဲ့ကျွန်တော်တို့ကတော့ယာယီမေတ္တာကွန်းခွေရာဆိုတဲ့နာမည်လေးပေးထားတယ်ပေါ့နော်ဒီနေရာလေးမှာအာအိမ်အောင်စု 50နောက်နံပါတ်1ရှိသေးတယ်တစ်ကမြစ်တာကိုပိုင်ထက်တန်းကြောင်းအဲအဲ့မှာ30လောက်ထားမယ်ဒီမှာ50 80ပေါ့အာလူကြီးကတော့ဒီမှာကျွန်တော်250လောက်ရှိတယ်ကျွန်တော်တို့ကောက်ထားအိမ်တော်သူတစုမှာ9ယောက်ရှိရ6ယောက်ရှိရပေါ့နော်သူတို့တွေကိုကျွန်တော်တို့ကအာဒီမှာ3လတတိနေဖို့စားဖို့ကျွန်တော်တို့ကတာဝန်ယူမယ်အခုလူတန်းထားတယ်ပစ္စည်းတွေလည်းအစုံပဲဟိုလူလေသိမ့်မရှိပြကျွန်တော်အိမ်သားမှာတောင်မှပဲဟိုရေခွက်နောက်တပုတ်ဟိုပုတ်တန်း အဲ့ဒါအစပါတယ်ဆိုရင်ကြံနာဆိုရင်ပြောမနေတော့အဝတ်စားတွေပါပါသေးတယ်အကုန်အကုန်လူကြီးလာပြီးနေုံပဲဒီထက်ပါဒါပေမဲ့အဲ့လိုနေပြီးတော့တော့ကျွန်တော်တို့အလုပ်လုပ်စေချင်တယ်ရတဲ့ပတ်စံလေးနဲ့ကျွန်တော်တို့သူတို့အိမ်တွေကိုပြန်လဲတိဆောက်စေခြင်းနဲ့ဆိုပြီးတော့လေသူတို့ပြောတာပြီးရင်ဒီမှာနေတဲ့သူတွေအကုန်လုံးကသူတို့ရက်ွက်ထဲပြန်သူတို့ပျက်စီးသွားတဲ့အိမ်လေးကိုလည်းနေ့စဉ်သွားပြီးသူတို့ကသူတို့တန်ရှင်းလောက်ကြလိမ့်မယ်အဲသူတို့ကသူတို့လည်းဓာကြီးကိုပြန်လဲတိဆောက်ဖို့အတွက်ကိုရှင်းလင်းလောက်ကြဖို့လည်းကျွန်တော်သူတို့မှာထားတယ်တိကန်းချက်တွေလည်းလိုက်နာမယ်တကယ်လို့မလိုက်နိုင်နိုင်မှုဆိုရင်လည်းကျွန်တော်ဒီကနေ့ ထွက်သွားပေးရမယ်လေသူတို့ကိုကျွန်တော်လက်မှတ်တွေထိုးခိုင်းထားတယ်ပြီးရင်ဒီထဲမှာမူးရစ်တောက်စားအာအော်ဟစ်မယ်ဆိုရင်လည်းကျွန်တော်ဒီထဲကနေထွက်ပေးရမယ်ပြီးရင်တယောက်နဲ့တယောက်ခိုက်ရန်ဒေါသဖြစ်မယ်ဆိုရင်လည်းကျွန်တော်ဒီထဲကထွက်ပေးရမယ်စီကန်းချက်ကတော့အာသူတို့ကတခန့်တခန့်နီးနေတာပေါ့အဲ့တော့ကျွန်တော်စီကန်းချက်တွေတော့အများကြီးထုတ်ထားပါတယ်ရှေ့မှာကျွန်တော်တို့ကအာအိမ်အောင်ဦးစီးရဘသူအာလူကြီးကဘယ်နှယောက်ရှိတယ်ဆိုတော့ကျွန်တော်တခါတည်းကတ်ထားပေးပြီးသားလူချင်းတဲ့သူကဒါဟုတ်အာဒီမှာတော့ဘယ်နှယောက်ရှိတယ်ဆိုတော့တခါတည်းဘယ်သူမှမေးနေစာမလို့အဲကျွန်တော်တို့က လူဝင်လူယုံပဲအဲဒီကျွန်တော်တို့ရဲ့ဒီကြောက်ဆယ်မြို့ဝေဘူးကြောင်မှာရှိတဲ့အရာကြီးမြတ်တာကွန်းခိုရာနေရာလေးမှာလဲလူဒန်းကျင်နေဆိုရင်ကိုယ်တိုင်ကိုကြလက်နဲ့လာရောက်လူဒန်းလို့ရပါတယ်ပြီးတော့အခုလိုမျိုးလူဒန်းပေးတဲ့ Unity Hub စင်ကာပူရောက်ခொနေသားသမီးများနဲ့တခြားတခြားသောကျွန်တော်တို့အလှူရှင်များအားလုံးကိုလည်းအဲအဲကျေးဇူးတင်ပါတယ်ဒါတို့လည်းခေါ်ပါတယ်လို့